ကချင်ပြည်နယ်ဖားကန့်ဒေသမှာအရေးသွေးမြင်မာပြီးတန်ချိန်130ခန်းရှိတဲ့ကြောက်စိန်အရိုင်းတို့ထွက်ရှိခဲ့ကြောင်းသိရပါဗျ။အဲ့ဒီကြောက်စိန်အရိုင်းတို့မှာအလေးချိန်အပြင်တန်ချိန်130ရှိပြီးလုံးပတ်မှာအလျား228လက်မှအနံ180လက်မှအမြင့်168လက်မှရှိကြောင်းသိရပါဗျ။ အဲ့ဒီကြောင်စင်းအရင်တုန်းအားဖားကန့်မြို့နယ်စိတ်မူကြီးရွာအုပ်စုမန်လင်ချောင်ကြီးရွာအနီးရှိရန်နာတောင်နှင်းကြောင်မြက်ကုမ္ပဏီနဲ့နိုင်ငံတော်နဲ့အကျိုးတူလောက်ကအမှတ်နဲ့မှာအော်တိုဝါလာစနေရနေ့ကတူးဖို့တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ ခမန်းကြီးတန်အားဖြင့်210လောက်ရှိရလို့သိရပြီးဖားကဲမှာထွက်တဲ့အနေထားဆိုရင်ဒုတိယအကြီးဆုံးကြောက်ဖြစ်ပြီးအရင်က brand များနဂါကုမ္ပဏီကနေတန်3000ရှိရအကြီးဆုံးကြောက်ကိုရရှိခဲ့ပြီးဖြစ်ပါတယ်လို့ကြောင်းမြဲအနာလုံငယ်ရှင်များအသင်းဖားကဲမှာအတွင်မှုဥစော်လေးမြင်ကပြောပါရယ် လက်ရှိရရှိတဲ့ကြောက်ကတော့တဒုံးလုံးမှာ အခွန်ကားဆလှပါပြီကြောက်အင်ကနဲ့ပြောရရင်ဒီကြောက်ကြီးဟာအလုံးစုံပြည့်စုံပြီးတော့မှပန်းအရည်လေးတွေလည်းပါပြီအသားကလည်းတင့်တင့်နဲ့အနေထားမှရှိပါတယ်လို့၎င်းကဆက်လက်ပြောကြပါဗျာ ထက်တောက်ပြီးရင်လည်းပိုကောင်းမဲ့အနေအထားအလားလာအများကြီးရှိပြီးတန်ဖိုးကတော့ခံမန်းလို့မရသေးပဲဖြတ်တောက်ပြီးမှပဲခံမန်းလို့ရမှာဖြစ်ပြီးဒီကြောင့်ဟာနိုင်ငံတော်နဲ့အကျိုးတူကုမ္ပဏီကထွက်ရှိရဲ့ကြောက်ဖြစ်တာကြောင့်နိုင်ငံတော်ကဘလို့ဆက်လက်ဆောင်ရွက်သွားမလဲဆိုတာတော့မသိရသေးဘူးလို့ဥဆောင်မြင့်လေးကဆိုပါရယ် ဆိုအားတန်ချိန်130ခန်းရှိတဲ့ကြောက်စိမ်းအရိုင်းတို့မှာပဲ့ထွက်သွားတဲ့တန်ချိန်40ခန်းရှိကြောက်စိမ်းအရိုင်းတို့အချံအားလုံခင်းကြောက်စိမ်းတူဖော်ရေးဌာနသို့တည်ဆောင်သွားပြီးဖြစ်ပေမဲ့လည်းကြံအပိုင်းမှာလောက်ွက် အတွင်ထိမ့်သိမ်းထားစေဖြစ်ကြောင်းသိရပါဗါးဟာကန်ဒေတာမှာထွက်ရှိတဲ့အကြီးဆုံးကြောက်စိမ်းအရိုင်းတော်အား2000ခုနှစ်ဇူလိုင်လမှာဗရန်မြားနဂါကုမ္ပဏီနတ်မော်လုတ်ကွက်မြေအောက်ပေ40ခန်းမှာထွက်ရှိခဲ့ပြီးအလျားပေ80အကျယ်16ပေအမြင့်35ပေအလေးချိန်တန်3000ခန်းရှိခဲ့တာဖြစ်ပါတယ်။